အားလုံးမမင်္ဂလာပါခင်ဗျာ90 kit soccer channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဂီတာဖီနဲ့ real madrid ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်မနေ့နှစ်နာရီမှဖြစ်ပါတယ်အဆင့်၁၂နေရာကအတင်းနဲ့အဆင့်၂နေရာကအတင်းကစားကြမဲ့ပွဲပါပထမကြောတော့က madrid ကသူ့ကွင်းမှာ2-0နဲ့နိုင်ပါတယ်အဲ့ပွဲမှာ madrid ကပေးခဲ့တဲ့ဗိုလ်လေးကျေးသည့်1အနုတ်80နဲ့ကိုပေါင်းကျေးက1အနုတ်85ဖွင့်ခဲ့ဆိုတော့ဘော်ဒီအပေါ်ဂိုးအောင်ဖြစ်ခဲ့ပါတယ် ဒီနေ့တဲ့ Gitafi ကွင်းမှာတွေ့ထားတဲ့ရလတ်တွေကိုကြည့်တဲ့အခါ02 01 10 00 03ဆိုပြီးတော့ Ancient Gitafi ဒီတစ်ကြိမ်နိုင်ပါတယ်နောက်ဆုံး၅နှစ်အတွင်းမှာ Real က၃ကြိမ်နိုင်ပြီးတော့တပွဲတည်ကြတယ်ထူးခြားတဲ့အချက်က Gitafi နဲ့ Real Madrid Gitafi ကွင်းမှာကစားထားတဲ့နောက်ဆုံး၄နှစ်ဆက်တိုက်ကိုအောက်ထားပါတယ်တိတိကျကျထပ်ပြောရရင်ဒီနှစ်သင်းကစားထားတဲ့အိမ်ကွင်းအဝေးကွင်းလာလီဂါတခြားပြိုင်ပွဲစုံ၁၀ပွဲမှာ ရှစ်ပွဲအထိ goal out ထားပါတယ်။လက်ရှိ Gidafi အသင်းကိုကြည့်တော့အဆင့်၁၂ပါဗျာ။ရုတ်တရက်ကြည့်လိုက်ရင်ဒီအသင်းကတမဆန်ရတော့ဘူးတန်းစင်းစုံနဲ့လွတ်ပြီလို့ထင်ရရှိပေမဲ့တေချာကြည့်ရင် Gidafi လက်ရှိရက်နေတဲ့နေရာတွေတန်းစင်းစုံနဲ့ရှစ်မှတ်ပဲกว่าသေးတယ်။လွတ်လွတ်ကျွတ်ကျွတ်မဖြစ်သေးတာကိုကျွန်တော်တွေ့ရတယ်။ဒီအသင်းရဲ့ပွဲချက်တွေကိုကြည့်တဲ့အခါပွဲကျတော့တိတ်မရှိတော့ဘူးဘီဘောကိုတသိန်းချိမယ်ဒါကြောင့် Real Madrid နဲ့ Galatasaray နဲ့တသိန်းချိမယ်ဒါတော့ပဲရှိတော့တယ်ဆိုပေမဲ့ ဂီဒဖီဒီတင်ချသဘောအရဆိုရင်တမ်မစင်ရဖို့နောက်ထပ်ဆက်မှတ်အတိရှာဖို့သူလိုသေးတယ်။လက်ရှိအင်္ဂွင်းဆက်ကောင်ကြီးကိုကြည့်တဲ့အခါနောက်ဆုံးကစားထားတဲ့နှစ်ပွဲဆက်တော့သူရှုံးလာတယ်။နောက်ဆုံးအင်္ဂွင်း၄ပွဲဆက်ကိုတွင်တာတယ်။အင်္ဂွင်းမှာတင်းကြီးတွေနဲ့တွေ့ထားတဲ့ပတ်တန်းကိုကြည့်တဲ့အခါရက်လက်ကောင်းတယ်ဗျ။ဘာစီလိုနာတင်းကိုတကိုးစီတည်ရကစားတယ်။အီဒီဂိုမက်ထရစ်ကို2-1နဲ့သူနိုင်တယ်။ဆိုစီတက်ကိုဂိုးမရှိတည်ရကစားတယ်။ဘီလာရီယယ်ကိုပဲ1-2ဆိုပြီးတော့သူရှုံးလာတာ။ အဲ့တော့ဂီတာဖီးဒီအိမ်ကွဲမှာတင်းကြီးတွေနဲ့ကစားတဲ့ပွဲတွေမှာကြေးမရှုံးထားဘူးဗျဒီပွဲမှာဂီတာဖီးဖက်ကအဓိကတိုက်ဆက်ကစားသမားဂီတာဖီးရဲ့ပွဲတိုင်းမှာကြွဲကြီးတကောင်လိုယုံပြီးတော့ကစားတဲ့အဲ့ရှစ်တန်းကကြွဲမကြီးဦးရှိနဲ့နောက်ခံလိုရီကိုပွဲပယ်ဖြစ်တဲ့ကြောင့်လွဲပါမက်ဒရစ်ကိုကြည့်တော့မနေ့ညကဘာစီလိုနာနိုင်သွားတဲ့အတွက်တပွဲရောက်9မှတ်กว่าသွားပြီ။အဲ့တော့ဒီပွဲကိုနိုင်မဖြစ်မဲ့ဆိုတော့ပြအားလည်းရှိတယ်။ပြီးရင်ဒီပွဲပြီးတာနဲ့ဘာစီလိုနာတင်းတဲ့ကိုပါဒယ်ရီ final မှာ Atletico ဒါဘီပွဲကစားရမယ်အဲ့ဒီပွဲရဲ့ PR လည်းရှိပါတယ်အဲ့ဒီ PR နှစ်ခုကြားမှာ Madrid ဒီပွဲကိုကစားရမှာပြီးတော့ဒီပွဲမှာ Getafe အသင်းကိုသူတို့နိုင်လိုက်မှာ Atletico ဒါဘီမှာသူတို့ပို့ပြီးတော့ PR ပေးနိုင်မှာဘာကသူ့အလုပ်ပဲဗျာဒါပဲရှိတော့တာခန်းစက်ကအိမ်ကွင်းအဝေးကွင်းဂိုးတွေတောက်လျှောက်ပေးနေရကနေနောက်ဆုံးကစားထားတဲ့ La Liga နှစ်ပွဲဆက် Real Madrid ဒီ clean sheet ရအောင်ကစားထားတယ် အဲ့တော့ခန်းဆက်ကနည်းနည်းလေးပုံမှန်ပြန်ဖြစ်လာတဲ့အချိန်ကျတော့တိုက်ဆက်ကတခါရင်းညိုင်လာကလီယန်အမ်ဘာပေမပါတဲ့တိုက်ဆက်ကနောက်ဆုံးနှစ်ပွဲဆက်တကူတကူနဲ့နှစ်ကူပဲရတာသူကြတာကရီယယ်မက်ဒရစ်ဒီအဝဲဘဲမှာကစားထားတဲ့နောက်ဆုံး၅ပွဲဆက်ဒုတိယပိုင်းမှာတိုက်ဆက်ကတကူမှမသွင်းနိုင်ဘူးအစပွန်ယောတဲ့ကိုဒုတိယပိုင်း၄၅ပွဲနဲ့ပါတကူမှမရခဲ့ဘူးအိုဆာဆူနာကိုလည်းဒုတိယပိုင်း၄၅ပွဲနဲ့ပါသူကိုမရခဲ့ဘူး ပက်တစ်ကိုလည်းကိုမရခဲ့ဘူးဘီလာရီရဲ့အသင်းကိုလည်းသူကိုမသွင်းနိုင်ခဲ့ဘူးအလာဘက်ကိုလည်းဒုတိယပိုင်းမှာတကောမှသူမသွင်းနိုင်ခဲ့ဘူးအဲ့ဒါဒီနောက်ဆုံးကစားထားတဲ့အဝေးကွင်းနေမှာရီယယ်မက်ဒရစ်ရဲ့အဓိကအားနည်းချက်ပဲဒီပွဲမှာမက်ဒရစ်ဘက်ကကီလန်အမ်ဘပေဒဏ်ရာကြောင့်လွဲပါမယ်အခုနေ့လည်းမြန်မာစံတော်ချိန်နှစ်နာရီနဲ့မိနစ်20အချိန်မှာဖွင့်ထားတဲ့ကြေးကိုကြည့်တဲ့အခါမက်ဒရစ်ကနေဘော်ရီချ1.90နဲ့ကိုပေါင်းကြီးက1အနှုတ်60ဖွင့်ထားတယ် <laughs> စတဲ့ဂျေတုံးကမက်ထရစ်ရဲ့ဘော်ဒီဂျေးဒီ1.80နဲ့ကိုပေါင်းဂျေးက2အနှုတ်85ဆိုတော့အဲ့ဒီဂျေးနဲ့ရှင်ကြည့်မယ်ဆိုရင်တော့အခုမက်ထရစ်ဒီဘော်ဒီဂျေးတက်လာတယ်ကိုပေါင်းဂျေးတော့ကျလာတာကိုတွေ့ရတယ်အဲ့တော့ဒီဘွဲမှာဖွင့်ပေးထားတဲ့ body check ကပထမအကြော်လုံးကပေးထားတဲ့ body check ကိုပြောင်းပြန်လှန်ပြီးဖွင့်ထားတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်။အဲ့တော့ဒီဘွဲကို body check မျှတာနဲ့မမျှတာဘူးပြောဖို့တဲ့ Gitafi အသင်းရဲ့သူတို့ရဲ့အိမ်ဘွဲမှာအသင်းကြီးတွေနဲ့ကစားတဲ့အခါတိုင်း သူကြေကျော်ပြီးခံရလေးရှိတဲ့အခြေအနေကထူးခြားတယ်ဗျာဘာစရနာတင်းဟာဂီတာဖိတ်ပွဲမှာလာကလာရတယ်ပေါ်ရီဂျင်း 1D ပဲပြီးခဲ့ပြီးတော့ရီယဘက်တစ်ဒီဂီတာဖိတ်ပွဲမှာလာကလာတယ်ပေါ်ရီဂျင်းကဒဲပဲပြီးခဲ့တာအင်ဒီဂိုမက်ထရစ်ဒီဂီတာဖိတ်ပွဲမှာလာကလာတယ်တရင်နှုတ်80ပဲပေါ်ရီဂျင်းပြီးခဲ့တခါဘီလာရီယအတင်းဒီဂီတာဖိတ်ပွဲမှာလာကလာတယ်တရင်နှုတ်30ပဲပြီးခဲ့အခုမက်ထရစ်ကလည်း1အပေါင်း50 60လောက်တော့ပေါ်ရီဂျင်းဖွင့်ပေးထားတယ်ဆိုတော့ ဘိုဂီဒီဂီတာဖေးကွင်းမှာဆိုရင်ဂီတာဖေးကိုရှော့မတွက်ရတာသိတာဂီတာဖေးကလည်းသူရှော့မတွက်ထားတဲ့အတိုင်းပဲတင်းကြီးတွေနဲ့တွေ့ရင်သူ့ကွင်းမှာကောင်းကောင်းတုံ့ပြန်နိုင်တာကိုလည်းရလက်တွေရကြတို့တွေ့ကြရ What is to us မှာ Real Madrid အနိုင်ကို86ပေးထားတယ်ဂီတာဖေးနိုင်ကိုတော့90ကျွေးနဲ့တရေကို3.7ဆိုပြီးတော့ပေးထားတယ်ဒီပွဲရဲ့ကြေပွင့်လင့်မှုသည်တရေကျသွားနိုင်တဲ့ခြေမျိုးဖြစ်ပါတယ်မိနစ်90အတွင်းမှာနှစ်ဖက်သွင်းကုန်မရှိဘူး Bordeaux score no ဆိုတဲ့ခြေကိုပေးထားပါတယ် ပထမပိုင်း45မိနစ်ပါလေကီတာဖီလုံးဝကိုမရနိုင်ဘူးဒုတိယပိုင်း45မိနစ်ပါလေကီတာဖီလုံးဝကိုမရနိုင်ပါဘူးဆိုတဲ့ခြေကိုဖွင့်ပေးထားတယ်ဒီပွဲရဲ့ပထမပိုင်း45မိနစ်မှာနသိမောင်သွင်းကိုတကူအများဆုံးမရတကူတောင်ရဖို့ခက်ခဲတယ်ဆိုတဲ့ခြေကိုဖွင့်ပေးထားတယ်ဒုတိယပိုင်းမှာတော့တကူလုံးရနိုင်တယ်ဆိုတဲ့ခြေကိုဖွင့်ပေးထားတယ်အဲ့တော့ဒီခြေနဲ့ပြင်ပြင်နေထားကိုကျွန်တော်တို့တိုက်ကြည့်မယ်ဆိုရင်ကီတာဖီဒီပွဲမှာလုံးဝကိုမရဘူးဆိုတဲ့ခြေဖွင့်ပေးထားတယ်ပြဿနာမရှိဘူးကီတာဖီစီကဟိုခြေရကိုမရနိုင်ဘူး ဘာပဲပထမပိုင်းမှာတကူတောင်ရကြမှာရမယ်ဆိုတော့ကြေးရတော့မက်ဒရစ်ဒီပထမပိုင်းတစ်ပိုင်းနဲ့အဝေးဘက်မှာဝေါ်သွင်းလေးရှိတယ်။ဒုတိယပိုင်းကျမှာတကူရမယ်ဆိုပြီးတော့ဖွင့်ပေးထားတဲ့ကြေးကြတော့လေမက်ဒရစ်ဒီဒုတိယပိုင်းမှာလုံးဝဂိုးမသွင်းဘူးဗျ။အဲ့တော့ဒီပွဲမှာဘိုဂီဖွင့်ပေးထားတဲ့ကြေးတွေနဲ့ဒီနှစ်သင်းလုံးရဲ့ဇယိုက်လက္ခဏာလည်းဆိုရင်နည်းနည်းလေးတော့ဆက်ညံပဲဖြစ်နေတယ်ဗျ။ဆိုတော့ဒီပွဲမှာဂီတာဖီဒီတန်းစင်းစုံလွတ်မြောက်ဖို့အတွက်သူတမတ်ရအောင်ကြိုးစားလာတယ်။ဒါသူ့အတွက်အမြင့်ဆုံးမျှော်လင့်နိုင်ခြင်းပဲ။ရီယယ်မက်ဒရစ်ကျတော့ ဘာစလိုနာနဲ့မှတ်ပေးစရာမှာရမှတ်ကျင်းမြောက်ဖို့ဆိုဒီပွဲကိုအနိုင်ရဖို့လိုတယ်။သူကဒီပွဲကိုအနိုင်ရထားမှလည်းဒီဂျာရက်မှာကစားရမယ့်အက်ဂလက်စီကိုဒါဗီဘိုလူပွဲမှာဘာစလိုနာတဲ့ကိုသူကောင်းကောင်းဖိအားပေးနိုင်မှာ။ဆိုတော့ဒီပွဲရဲ့ body ကြီးတီ body ရွေးချယ်မယ်ဆိုရင်တော့အန်ဒီယံများမယ်လို့ကျွန်တော်ထင်တယ်။ Real Madrid ဟာ body ကြီးအတိုင်ပေးထားတဲ့ကြီးအတိုင်နိုင်ကောင်းနိုင်သွားနိုင်။ဆိုတော့ဒီပွဲမှာကျွန်တော်ရဲ့ရွေးချယ်မှုဒီ overall out တကြောင်နဲ့ဖြစ်ပါတယ်ဗျာ။ Sony Legacy ပြေးကြရတဲ့ပျောက်ရှင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ မြန်မာပြည်ကြည်လန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ